တရင်ပြည်သူများအလုံးမဲမင်္ဂလာပါရှင်ကျမတို့ရဲ့သတင်းချက်လည်နေရနေပြီးတော့ဒီကနေ့ဧပြီလ17ရက်နေ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်သတင်းတင်ဆက်မှုလေးမစတင်မီကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနာဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားမှာမြန်မာပါဝင် အထောက်ထားမဲ့နိုင်ငံသားတာ228ဦးဖမ်းဆီးခံရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မလေးရှားနိုင်ငံစလန်ကောပြည်နယ်ကာကြမ်းမြို့မှာမြန်မာနိုင်ငံသားပါဝင်အထောက်ထားမဲ့နိုင်ငံသားသား228ဦးဖမ်းဆီးခံရကြောင်းရှာလန်လူဝင်မှုကြီးကြပ်ရေးအဖွဲ့ကယနေ့ဧပြီလ17ရက်နေ့မှာထုတ်ပြန်ထားပါတယ်။ကာကြမ်းမြို့ရှိနိုင်ငံသားသားအများစုနေထိုင်တဲ့နေရာတွေကိုရမန်နေ့ဧပြီလ10ရက်နေ့ည7:00နာရီချိန်မှာမလေးရှားရဲတပ်ဖွဲ့လောင်ဝါကအဖွဲ့နဲ့ဌာနပေါင်းစုံကဝင်ရောက်စစ်ဆေးရာမှာအထောက်ထားမပြနိုင်သူများဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသိရပါတယ်။ လူပေါင်းတထောင်ကျော်စစ်ဆေးတဲ့ထဲမှာအထောင်ထားအပြည့်စုံမပြနိုင်တဲ့လူနေရာကျော်လောက်ကဖမ်းဆီးခံရပါတယ်။အရိထဲမှာစက်ရုံစားတောက်ဆိုင်တွေမှာအလုလုကနေကြတဲ့မြန်မာအများစုလည်းပါသွားတယ်လို့မလေးရှားရဲ့မြန်မာတူကပြောဆိုထားပါတယ်။အပန်းဆီးခံရတဲ့နိုင်ငံသား228ဦးမှာဘင်္ဂလားဒေ့ရှ63ဦး၊အင်ဒိုနီးရှား49ဦး၊မြန်မာ59ဦး၊ပါကစ္စတန်6ဦး၊နီပေါ်46ဦး၊အိန္ဒိယ22ဦး၊သီရိလင်က11ဦးနဲ့ဆူရနှုံးတို့ဖြစ်ကြပါတယ်။ အလားတူပြည်နှံပြည်နယ်ပြည်နှံမျိုးတွင်လည်းရမန်နေဧပြီလ17ရက်နေ့ညမှာနိုင်ငံသားသားများနေထိုင်တဲ့အိမ်ဖလတ်တွင်ရဲတပ်ဖွဲ့လာဝါကားနဲ့ဌာနပေါင်းစုံမှနှစ်ကြိမ်ဝင်ရောက်စစ်ဆေးရာမြန်မာပါဝင်နိုင်ငံသားသားများရှာနေချီပြီးတော့ဖမ်းဆီးခံခဲ့ရပါတယ်။ ပိနန်းဂျန်လန်ငါးမှာမနေ့ညကလာဝကတွေဝင်သွားပါတယ်အရင်နေရာမှာမြမတွေများတယ်အသည့်တွေအတော်များများပါသွားတယ်တိုင်ကြားချက်နဲ့ဝင်လာဖြစ်မယ်အခန်းတိုင်းဝင်မဖမ်းမယ်အခန်းရွေးပြီးဝင်သွားတယ်ဘယ်နှယောက်လောက်ဖမ်းသွားလဲဆိုတာတော့မသိရဘူးကားအကြီးနှစ်စီးစာလောက်ဖမ်းသွားတယ်လို့မလေးရှားရောက်မြမတူကပြောဆိုပါတယ်ဖန်စီခံရတဲ့နိုင်ငံသားသားတွေကိုမလေးရှားမှာတရားမဝင်နေထိုင်မှုဖြင့်လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့အရေးယူပြီးနောက်သက်ဆိုင်ရာနိုင်ငံအသီးသီးတို့ပြန်လည်ပို့ဆောင်ခံရမှာဖြစ်ပါတယ်။ နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကြောင်းကတော့ရွှေငံအောင်မန်လမ်းမိုင်းမှာဘူးအီးမျိုးစော်တန်းလိုက်ပါလာတဲ့အင်စီကောင်းကိုပြစ်ခတ်တိုက်ခိုက်မှုပွဲချင်းပြီးသေးဆုံးပစ္စတိုတနက်နဲ့လက်ပစ်ဘုံတို့တင်းဆက်ရရှိခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ရွှေငံအောင်မန်လမ်းမိုင်းတွင်ဘူးကြီးမျိုးစော်တန်းလိုက်ပါလာတဲ့အင်စီကောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရမှာပွဲချင်းပြီးသေးဆုံးပြီးပစ္စတိုတနက်နဲ့လက်ပစ်ဘုံတို့တင်းဆက်ရရှိခဲ့ကြောင်း Donna State National Defense Army DSNDA မှတာဝန်ရှိသူတို့ကပြောဆိုပါရယ်။ ဧပြီလ17ရက်နေ့တွင်ရွှေငံမြို့နယ်ရွှေငံအောင်မန်းမိုင်းလမ်းမဘေးလမ်းခွဲတနေရာမှာ DSNDA မှတော်လန်ရဲဘော်များကစစ်စင်ရေးလုံဆောင်နေစဉ် AC ကားတစ်စီးကအစစ်စင်ခန့်ခြင်းမရှိဘဲစုခွာထွက်ပြေးခြင်းကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ရင်းပြစ်ခတ်တိုက်ခိုက်မှုအတွင်ကားပေါ်မှာပါလာတဲ့ဗိုလ်မျိုးစော်တန်ပွဲချင်းပြီးတည်ဆုံပြီး၎င်းကင်ဆောင်တဲ့ပစ္စတိုတနက်တလက်လက်ပြုံတလုံးဖုန်းနဲ့ငွေသားတွေကိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။တည်ဆုံသွားတဲ့ဗိုလ်မျိုးစော်တန်ကရွှေငံမြို့မြောက်ဖက်ရှိမြို့ထွက်ခိမ် မှာအာနာအရှိဆုံးအရာရှိသူဖြစ်ကြောင်းလည်းသိရပါဗယ်ကျွန်တော်တို့အနေနဲ့တိုက်ခိုက်မှုတွေဆက်လက်ပြီးတော့လှုံ့ဆော်သွားမယ်ပြည်သူတွေအားရကျင်တဲ့အထိစူးစမ်းသွားပါမယ်လို့ပြောချင်ပါတယ်ဟုဒေါနာစတိတ်နက်ရှင်နဲ့ဒီဖ ens အာမီ DSNDA မှတာဝန်ရှိသူတို့ကပြောဆိုထားပါဗယ်နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများအရှိန်မြှင့်နေပြီးအမေပေးစစ်ခိုင်းသူနဲ့လှုပ်ဆောင်သူများကိုအရင်ယူနိုက်ရေးကြိုးပမ်းနေဟု IIMM ပြော။ ကယံမျိုးသားနေရင်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုကယံပြည်သက်ပါတီကဂန်းခွက်အရှုံးချဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုများအရှိန်မြင့်လာကြောင်းကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးရန်နဲ့ရ IIMM ကသတင်းထုတ်ပြန်ပြောဆိုလိုက်ပါတယ်။လွန်ခဲ့တဲ့နှစ်နှစ်မှာမြန်မာစစ်တပ်ကစကိုင်းတိုင်းဒေသချင်းရှိဗစီကြီးကျေးရွာကိုလေကြောင်းမှတိုက်ခိုက်ခဲ့ရာခလေးများပါဝင်အ ਨੇ ဆုံးလူပေါင်း155ဦးသေဆုံးခဲ့ကြောင်းရှင်းပြရက2022ခုနှစ်ဖေဖော်ဝါရီလမှာစစ်တပ်ကအရသာအစိုးရကိုဖျောက်ချပြီးနောက်ပိုင်းမြန်မာနိုင်ငံတွင်အသေးပြောက်အများဆုံးတိုက်ခိုက်မှုတရက်ဖြစ်ကြောင်းဒရုန်းများအသုံးပြုခြင်းနဲ့အထူးကဆွတ်ဆွဲထားသလို ဓာတ်ရုလက်နက်အသုံးပြုခြင်းများပါဝင်ဝေဟင်မဘုံကျဲတိုက်ခိုက်မှုများကမြန်မာနိုင်ငံမှာပဏိပခါရဲ့အကြောင်းမဖွဲ့အင်အားရဲတစ်ခုဖြစ်ပြီးဗစင်ကြီးတိုက်ခိုက်မှုနောက်ပိုင်းအကြရင်တိုးမြင့်လာကြောင်း IMM ကဆိုထားပါတယ်။မလအတွင်းငလင်လောက်ခတ်မှုအပြင်အသက်ရှင်ကြရင်သူများကိုကယ်ဆယ်သမားများကရှာဖွေနေစင်မှာပဲမြန်မာစစ်တပ်ကမန္တလေး၊ဇကိုင်းနဲ့အခြားဒေသများတွင်လေကြောင်းတိုက်ခိုက်မှုများဆက်လက်လှုပ်ဆောင်ခဲ့သောကြောင့်အရက်သားများထိခိုက်ဒေဆုံးခဲ့ကြကြောင်းသိရပါတယ်။ ဒီနှစ်ပိုင်းမှာမြန်မာစစ်တပ်ကနိုင်ငံအနှံ့လေးဆောင်တိုက်ခိုက်မှုတွေကိုစနစ်တကျနဲ့အရှိန်မြင့်လှုံ့ဆော်လာတာတွေကြောင့်သေဆုံးမှုတွေပြက်စီးမှုတွေနေရဆုံးခွာမှုတွေပြန့်နှံ့ဖြစ်ပွားပြီးလူမှုအတိုင်းဝိုင်းတွေကိုအကြမ်းဖက်မှုတွေဖြစ်ခဲ့ပါတယ်။ပြည်သူတွေကဒီတိုက်ခိုက်မှုတွေရဲ့အထံကိုတွယ်ဝိုင်းစွာခန်းစားရတာမဟုတ်ဘဲများသောအားဖြင့်ပြစ်မှတ်ထားပြီးတိုက်ခိုက်တာကိုခံနေရပါတယ်။ကျောင်းတွေဆေးရုံဆေးခန်းတွေနဲ့ဒုက္ခသည်စခန်းတွေဖျော်ဖြေပွဲတွေဖျားကျောင်းတွေဘုံကြီးကျောင်းတွေပြင်ဂီတဖျော်ဖြေပွဲလိုမျိုးလူစုလူဝေးတွေမှာဘုံကျဲခံခဲ့ရတဲ့ ယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်နယားရဲ့အကြီးအကဲနီကိုလတ်စ်ကွန်ချန်ကပြောဆိုပါတယ်။အရန်သားများကိုမရှောင်ရှားပဲပြစ်မှတ်ထားသောတိုက်ခိုက်မှုများကစစ်ရဆွေးမှုနဲ့ဒုမဟုတ်လူသားမျိုးနဲ့အပေါ်ကျူးလွန်တဲ့ရာဆွေးမှုများအဖြစ်သတ်မှတ်ခံရနိုင်ကြောင်းရန်နယားသည်ကျူးလွန်ခဲ့သောရာဆွေးမှုများ၏သဘောတဝါဝါကိုသတ်မှတ်နိုင်ရန်နဲ့အ धिक တာဝန်ရှိသူတွေကိုဖော်ထုတ်နိုင်ရန်စုံစမ်းစစ်ဆေးမှုများကိုအရှိန်အဟုန်မြင့်တင်ဆောင်ရွက်လျက်ရှိနေကြောင်း IMM ကပြောဆိုထားပါတယ်။ ရန်နီယာကဒီရက်ဆက်ကြမ်းကြုတ်တိုက်ခိုက်မှုတွေအကြောင်းအထောက်ထားတွေကိုစုဆောင်းပြီးစစ်စစ်သုံးသပ်နေရဲဆိုတာဒီတိုက်ခိုက်မှုတွေကျွလွန်မှုအတွက်အမိတ်ပင်းစီခိုင်းသူတွေနဲ့လှုပ်ဆောင်သူတွေကိုသိစေချင်ပါတယ်။ဒီနေ့မှသူတို့ကျွလွန်တဲ့ရာဇဝတ်မှုတွေအတွက်တရားရုံးမှာအမှုရင်ဆိုင်ရစေဖို့ကျွန်တော်တို့ကြိုးပမ်းဆောင်ရွက်နေပါတယ်လို့နီကိုလတ်စ်ကွန်ချန်ကဆက်လက်ပြီးတော့ပြောဆိုပါတယ်။တုံးပြင်း25ချိန်မြောက်ကယန်းအမျိုးသားနေဖြစ်သောယမန်နေ့ညပိုင်းဖဲခုံမြို့နယ်တိကျိတ်ကျင်းရွာကိုစစ်တပ်ကပုံကျဲချခြင်းကိုပြင်းထန်စွာကန့်ကွက်ရှုံချလိုက်ပြီးတော့ထပ်မံကျွလွန်မှာ ာဖြစ်ပေါ်လာမဲ့ကိစ္စရဲ့အလုံးစုံကိုတာဝန်ခံမည်မဟုတ်ဟုကရမ်းပြည်တင်ပါတီကရနေ့သတိပေးချက်ထုတ်ပြန်ထားပါရယ်ရှမန်နေဧပြီလ10ရက်နေ့ည7:45မိနစ်ချိန်25ချိန်မြောက်ငွေရရုကရမ်းအမျိုးသားနေ့ကျင်းပရာတီးကျဲချင်းရွာလူနေရန်အတွင်းပြင်မှတ်ထား၍ပေါင်နရာဘုံကျဲချခဲ့ခြင်းဖြစ်ကြောင်းငလင်ပိရန်ကိုအကြောင်းပြု၍အကြမ်းမတ်ဆက်ကောင်စီကအပြည့်ခတ်ရန်စဲကြောင်းကြညာထားသည့်အချိန်ကာလအတွင်းကရမ်းအမျိုးသားတို့ရဲ့နေတူးနေမြတ်အခမ်းအနားကျင်းပရာတီးကျဲချင်းရွာကိုဘုံကျဲတိုက်ခိုက်မှုကဆက်ရွာ ဆွေးမှုကျွလွန်တဲ့အပြင်တိုင်းသားလူနည်းစုအခွင့်အရေးဆိုင်ရာနိုင်ငံတကာစံနှုန်းသတ်မှတ်ချက်များကိုပြောင်းအတီလင်းချိုးဖောက်ခြင်းဖြစ်ကြောင်းထုတ်ပြန်ထားပါတယ်။ အဇမတ်စတန်ရဲ့တိကျိတ်ကျင်းရွာကိုဘုံကျဲတိုက်ခိုက်ခြင်းကကရင်ပြည်တပ်ပါတီဘ ਹੁ စီအေရီးယားအတွင်ဖြစ်သည့်အလောဆောင်1994ခုနှစ်အပြည့်ခတ်ရက်စဲသည့်သဘောတူညီချက်များကိုအတည်နှင်းချိုးဖောက်ခြင်းဖြစ်ကြောင်းအဇမတ်စစ်ကောင်စီကိုယ်တိုင်ကြေညာချက်ထုတ်ပြန်ထားတဲ့တနိုင်ငံလုံးအတိုင်းအတာ အပြည့်ခတ်ရက်စဲကြောင်းထုတ်ပြန်ချက်ကိုကိုယ်တိုင်ချိုးဖောက်ကျွလွန်သည့်အတွက်ကရင်ပြည်တပ်ပါတီကပြင်းထန်စွာကန့်ကွက်ရှုံချထားပါတယ်။ထို့ပြင်စစ်မဲ့ဆုံးဖြစ်သည့်ကရင်ပြည်သူများနေထိုင်ရာကျင်းရွာများအတွင်ဘုံကျဲတိုက်ခိုက်ခြင်း ြင်းကယံမျိုးသားစာပေရှင်ခြင်းမှုဝိသေသလက္ခဏာအမျိုးသားရေးဆိုင်ရာများကိုဖော်ထုတ်သည့်လှုပ်ရှားမှုများကိုအထက်ပါဖြစ်စဉ်မျိုးထပ်မံကျူးလွန်ပါကဖြစ်ပေါ်လာမည့်ကိစ္စများကိုကယံပြည်သူပါတီကတာဝန်ခံမည်မဟုတ်ကြောင်းကယံပြည်သူပါတီကတတိပေးထားပါသည်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်တရင်ကတော့ဘန်ကောက်ရှိပြိုကျအဆောက်အအုံမှာဖုန်းဝီးဖြင့်အချက်ပြမှုတွေ့ရှိခဲ့ပြီးတေဆုံးသူ25ဦးထိရှိလာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဌာနငံဘဏ်ကောက်မျိုးရှိအစိုးရစရင်စရုံပြိုကျထားတဲ့အဆောင်မှာယနေ့ဧပြီ17ရက်နေ့နနက်အစောပိုင်းမှာဖုန်းမီနဲ့အဆက်ပြောင်းမှုတွေ့ရှိခဲ့ကြောင်းသိရှိရပါတယ်ပြိုကျနေတဲ့အဆောင်မျက်နှာပြင်အောင်3မီတာအကွာမှာဖုန်းမီအလင်းရောင်တွေ့ရှိခြင်းဖြစ်ပြီးကယ်ဆယ်ရေးသမားများကမီးအဖွင့်အပိတ်ဖြင့်အချက်ပြရန်ပြောဆိုသည့်အခါမီးအဖွင့်ပိတ်လုံးပြခဲ့ကြောင်းသိရပါတယ်။အချက်ပြမှုတွေ့ရှိတဲ့ဇုံဘီနေရာသို့အနီအောက်ရောင်ခြေသုံးစက္ကရိယများဖြင့်ကြည့်ရှုရတွင်ခန္ဓာကိုယ်နှစ်ခုကိုတွေ့ရှိခဲ့ပြီးအသက်ရှင် ်နိုင်ခြေ90ရာခိုင်နှုန်းထိရှိနေသည်ဟုကယ်ဆယ်သမားများကမျှော်လင့်နေကြပါသည်။လက်ရှိမှာကယ်ဆယ်သမားများကအဆိုပါလူရှိနိုင်တဲ့နေရာများသို့အောက်ဆီဂျင်များပို့လွှင့်နေပြီးတော့ကယ်ဆယ်နိုင်ရန်အပြင်းထန်ကြိုးစားနေကြကြောင်းသိရပါသည်။ပြင်းထန်ငလင်လှုပ်ခတ်မှုကြောင့်အစိုးရစည်ရင်စဉ်အဆောက်အုံပြိုကျမှုမှာတေဆုံးသူ25ဦးထိတိုးလာပြီးထိခိုက်ဒဏ်ရာရသူ9ဦးထိရှိကောပျောက်ဆုံးသူ69ဦးအနက်အများစုမှာမြမအလုတ်သမားများဖြစ်ကြောင်းသိရပါတယ်။နောက်ထပ်ထပ်ပြီးတော့တင်ဆက်ပေးမယ့်သတင်းကတော့ မိုးညင်းမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်တိုက်ခိုက်ခံရပြီးငေါးသေးဆုံးကတပ်စုထွက်ပြေးရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကချင်ပြည်နယ်မိုးညင်းမြို့နယ်အင်တော်ကြီးဒေသရှိနံမိုးမြို့အနီးတွင်စစ်ကောင်စီရှမ်းနီပူပေါင်းတပ်နှင့်ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ ယနေ့ဧပြီလ17ရက်နနက်3:30မိနစ်ခန့်မှာနမ်မိုးမြို့စနွင်းကုန်းကျေးရွာခရိုင်အေစခန်းအနီးသို့စစ်ကြောင်းထိုးလာသည့် SNN ရှမ်းနီစစ်ကောင်စီပူးပေါင်းတပ်တို့နဲ့ KIA တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးသေဆုံးပြီးလက်နက်3လက်ရရှိကြောင်းကချင်တရင်ရှင်းမြစ်ထံမှသိရပါတယ်။တိုက်ပွဲရနှစ်ကြိမ်ဖြစ်တဲ့မနက်ရှင်းနိုင်လောင်းမှာစစ်တပ်ကတပ်ပြန်ဆုတ်သွားတယ်လို့စီးတရင်ရှင်းမြစ်က ERA Time ကိုပြောဆိုပါတယ်။ ။စနင်းကုန်းကျေးရွာမှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကတည်းကရှမ်းပြည်တပ်ဖွဲ့များစစ်ကြောင်းထိုးလာတဲ့ဖြင့် KIA နဲ့စီးရင်တင်းမာတဲ့အတွက်ဒေသခံပြည်သူများဆစ်ဆောင်နေကြကြောင်းသိရပါတယ်။စစ်ကောင်စီကအပြစ်ရသည်ဟုထုတ်ပြန်ထားပေမဲ့ KIA စခန်းရှိရာသို့စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ဗမာမျိုးတိုက်ပွဲတွင်လည်းစစ်ကောင်စီကအင်အားတိုးချဲ့ခြင်းနဲ့စစ်လက်နက်ပစ္စည်းများထားပို့ရန်လှုံ့ဆော်နေကြောင်းစေတရင်ရှင်များထံမှသိရပါတယ်။အရင်နောက်မှာအာလာနဲ့စစ်တပ်တို့နမိတ်ဆိုးကြီးလာပြန်ပြီဆိုတဲ့တော်လန်ဘတ်တော်သားရဲ့ရှေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ မင်းအောင်လိုက်နဲ့တိုက်တန်းရှုံးနေတဲ့စစ်တပ်ရဲ့ကံကြမ်းမားကဘာဖြစ်မလဲပြလို့လာမေးလို့ပါဘိုခင်ညွန့်နဲ့ထောင်လိုက်ရင်အဖွဲကမန္တလေးမဟာမြမုန်ိဖျားကြီးကိုဘိုက်ဖောက်ခဲ့တဲ့အကြောင်းကြောင့်ခင်ညွန့်ကအစားထောင်လိုက်ရင်တပ်ဖွဲ့လုံးအကုန်လုံးဘဝပြတ်သွားကြတာကိုအားလုံးမှတ်မိကြပါလိမ့်မယ်မဟာလာကလည်းမဟာမြမုန်ိဖျားရဲ့အလူငွေတွေကိုတာမကရွှေရကုံတိုက်တီယိုစတဲ့နာမည်ကြီးဖျားတွေရဲ့အလူငွေတွေကိုအတိုးပေးသလိုတွေပြောပြီးလိန်ညာပြီးတော့ယူသုံးခဲ့တယ်ဖျားရဲ့အလူငွေဒေါ်လာတွေကိုလည်းပြင်ပပေါက်ဈေးနဲ့မလဲပဲအစိုးရတတ်မှတ်ဈေးနဲ့ဈေးန နေဝင်တာတွေကိုအခုချိန်ထိလုပ်နေခဲ့တယ်။အရင်အကူတို့ရဲ့အကျိုးဆက်ကြောင့်မြောင်းလိုင်ရဲ့လက်ထက်မှာကိုဗစ်ရောဂါဖြစ်၊လေဖြစ်၊ရေဖြစ်၊မိဖြစ်တွေအပြင်အခုဆိုရင်ငလင်ဖေးကိုပါခံစားရပြီမဟုတ်ပါလား။ ဟောအခုဆိုရင်ဆေးအုပ်စုအတွက်ဒီထက်ဒီထက်ဆိုမဲ့ကံကြမ္မာဆိုးတွေလာဖို့မဟာမျက်မှုနိဖျားကြီးကလက္ခဏာတွေပြနေပြန်ပါပြီ။သခိုင်းကလင်ကြောင့်မလလီနန်းတော်သမရအိန်တော်နဲ့လွတ်တော်တွေအပြင်နေပြည်တော်ကြီးတစ်ခုလုံးမှာပြိုကျပြက်စီသွားတယ်။ဖျားစီရီချင်းရင်ကချင်းသေးရုပ်တွေကလည်းဥကောင်းတွေပြုတ်ကျပြီးပြိုကျကုန်တယ်။ဒီပြရက်ကအတိတ်နမိတ်နဲ့ပေရင်ရှရီယာကိုအယမ်းယုံကြည်တဲ့စစ်ဘိုလ်ချုပ်တွေနဲ့မဟာလာတို့လင်မယားအဖို့ရှေ့ဆက်တော့ကရောက်เสียဖြစ်သွားပါပြီ။ ်ထီကြတဲ့ဇိုးဝင်းကလည်းနန်းနှုတ်ဖျားပေါ်ဖနက်စီပြီးတက်ခဲလို့နန်းနှိမ့်စီပြန်มาတဲ့ဒါကြောင့်အုံသိငှပြောပြီးနဲ့ပွဲ180ပေးပြီးရတရာချင်းနဲ့ရတနာပရိတ်တော်ကိုကိုရတီတီကိုချင်ရုတ်ခိုင်းနဲ့စကိုင်းအမြီစားကားကစုကြည်ဖြစ်နေလို့စုကြည်ကြောင့်ဘွားဆက်ပြားမအောင်ကြောက်ပြီးငလိနာမည်ကိုမန္တလေးငလိလို့နာမည်ပြောင်းပြီးတော့ခေါ်ခိုင်းနဲ့ဒါအပြင်ရှင်အပါ9500ကိုလည်းရှင်ပြုကရတရာချေခဲ့ပြန်มาသေးတယ် ်မြို့သူမြင့်ချေချေဘလို့ပဲနာမည်ပြောင်းပြောင်းငလင်ချောင်းမဟာမြတ်မုနိဖရာကြီးရဲ့မျက်နှာတော်ကမဲသွားခဲ့ရသေးသလိုအဲဒီနောက်ဘိုက်တော်တွေကနေဌာပနာပြည့်စင်နှစ်ပိတ်သာခွဲကြုံလဲအလိုလိုထွက်ကြလာပါတယ်ဒီကုန်းချုပ်ရရင်ခင်ညွတ်နဲ့စစ်ထောက်လှိုင်းရင်တစ်ဖွဲလုံးမဟာမြတ်မုနိဖရာကြီးကိုဘိုက်ဖောင်းပြီးလို့ဘဝပြတ်သွားခဲ့ရသလိုမဟာမြတ်မုနိဖရာကြီးဘိုက်ပေါက်တဲ့နာမည်ကြောင့်ဘဝတွေတေချာပေါက်ပြတ်ကြပါဦးမယ် ပြည်သူတွေမြန်ဝါထင်ထင်မြင်ခွင့်ရကြပါလိမ့်မယ်။မဟာမြတ်မှုနေ့ဘုရားကြီးကအတူလန်အတူမရှိအင်မတန်တကူကြီးတဲ့ဘုရားတစုပါဆိုပြီးတော့ရေးသားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါရှင်။အခုလိုမျိုးအဆုံးထိနားဆင်ပေးခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါရရှင်။နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လိုင်းဘတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေရှင်။